တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025 March 6ရက်ကနေ14ရက်နေ့တော်တွင်မှဖြစ်ပေါ်နေတဲ့ကံကြမ္မာခွင့်ရည်တွေကိုလက်တွေ့ဆုံးချပြီးပုံမြင့်တဲ့ဘဝစစ်တကူကိုကူပြောင်းတိုးတက်သွားနိုင်တယ်ငွေကြေးပုံမှန်နဲ့ပုံပြီးဝင်လာနိုင်မယ်စုဆောင်းမှုစိတ်မကူနဲ့အဲဝင်လာတဲ့ငွေကြေးအလုံးဟာပြန်ပြီးအသုံးပြရမယ့်ငွေဖြစ်ကိုနှင်းများစွာပြောင်းလဲသွားနိုင်တယ် ဘဝအခြေအနေတွေကပြင်းပြစွာတိုးတက်မယ်အတတ်ပညာဘဝအခြေအနေနဲ့ကံနေတာအထုတလည်းကောင်းစွာ တိုးတက်ခြင်းနဲ့လူလားချက်စန္ဒရည်မှန်းချက်တရားလုံးကိုရှေ့တိုးဆောင်ရွက်အောင်မြင်နိုင်တဲ့အနေထားကောင်းတဲ့တိုးတက်မှုကောင်းတွေကို ကျုံတွေ့နေတဲ့နေ့ပါပဲ။ကဲနေ့မှာရာရာဆင်ပြေမယ်တိုးတက်မယ်လူရပြည့်စုံမယ်။ကိုယ့်ရဲ့နေ့မှာအလုံးအောင်မြင်မှုနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကိုကျုံတွေ့နိုင်တယ်။ ဆယ်ရက်နေ့မှာရီမန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးတော့ဘဝရီမန်းချက်ရဲ့နှစ်သာရကိုရနိုင်တယ်ဒါပေမဲ့ရန်တိုက်ခံနေနဲ့ရှင်းပြီးတော့အမယ်ဆယ်တရက်နေ့စိတ်ချမ်းသာစရာတွေကြုံမယ်ကောင်းခြင်းခွင့်ရနှမျိုးကြုံမယ်ရသည်ရတတ်တဲ့ရပဲခွေနေပြန်ရမယ်ဆယ်ညနေ့မှာပြောင်းကြပြဖြစ်ပြီးမှအစီပြေမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ကြိုးပေးပြီးတော့တိုးတက်တဲ့ကံတွေကြုံမယ်ဆက်သောရက်နေ့အရာရာအစီပြေခြင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းရဲ့ အနှစ်သာရရှိတယ်အဲ့ဒီလာပြင်းနေနဲ့လည်းတိုက်ဆိုင်တယ်တပေါင်းလာပြင်းနေညအချိန်မှာ လာရောင်အောင်မှာကြောက်ပြင်းတစ်ချက်ပေါ်မှာနှမ်းစီနဲ့စပကြီးသေးချင်နဲ့တင်ပြီးတော့တန်လိုက်တွုံးလေးနဲ့သွေးပြီးပြရတတ်ဖို့လို့ရတယ်ပြရစေးအဲ့ဒီစီလေးကိုသိမ့်ထားကောင်းမှလူနောက်ကိုရောင်းချင်ဝယ်ချင်တဲ့ကိစ္စတွေပွေရလာလေးတွေတော့လည်းပဲထူးထူးခြားခြားကောင်းတဲ့ဓာတ်တွေရှိတဲ့လက်တွေ့ဆောင်ရွက်ကြိုးပမ်းနိုင်တယ် 14ရက်နေ့တော့ရာရာသတိထားမယ်အရက်ကလာကြတဲ့နေ့အဲ့ဒီနေ့မှာသွာလာစေတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုလှူဒါန်းမှာအကြက်တဲဖြစ်နေတဲ့သူတွေကိုကူညီလိုက်ပါဒီကာလအတော်တွင်းမှာတနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုကိုကောင်းချိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေကိုကိုဒုက္ခပေးတတ်တယ် အပြာရောင်ပန်းရောင်နုနစ်ရောင်တွေအကျိုးပေးတဲ့ရောင်ဖြစ်သုံးဆွဲနိုင်တယ်နံပါတ်၄ခွန်၉ကနန်းတွေကိုအကျိုးပေးကနန်းတွေဖြစ်သုံးဆောင်နိုင်ပါတယ်ကောင်းသောကံကြမ္မာနဲ့ကံခွင်လန်းပွင့်စေရန်အတွက်ညာပခုံးညီဝင်းဆုပြီးလက်ခုပ်သုံးချက်တီပင်ငါထွက်ကလူကိစ္စတွေဆောင်ရွက်ခြင်းတပတ်အတွင်းဆောင်ရွက်လိုက်ပါဆက်တိုက်လို့ပါထူးထူးခြားခြားကောင်းခြင်းတွေရလာပါလိမ့်မယ် ကျေးဇူးတင်ပါတယ်။ဤကနေ့မွေးသူအလုံးမင်္ဂလာပါ။2025မတ်လ6ရက်နေ့14ရက်နေ့တော်တွင်မှာပြိုင်ဆိုင်မကလုံးကိုကြော်လာပြီးတော့ဘဝတိုးတက်ခြင်းကံမြတ်ခြင်းကိုရမယ်။ခက်ခဲတဲ့ကိစ္စတွေအလုံးကိုကြော်ပြီးမိမိရည်မှန်းချက်နဲ့လိုလားချက်တွေကိုပြည့်မြောက်လုပ်နိုင်တယ်။အယူဆသဘာဝမတူလင့်ကစားကိုယ့်ရဲ့ဆန္ဒရည်မှန်းချက်ကို အဓိကအားထားပြီးတော့လုံခြုံခြင်းဖြင့်ကောင်းသောတည်လမ်းပေါ်မှာခရီးကိစ္စအစဉ်ပြေမယ်ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ရပိုင်ခွင့်နေလက်ဝဲပြန်လည်ရရှိခြင်းနဲ့ဒီနေ့မှာအတိုက်ခံကြမှာတိုးတက်ချေအောင်မြင်ခြင်းကိုကြုံမယ်ကိုယ့်ရဲ့နေ့မှာအရာရာအစဉ်ပြေခြင်းကံကောင်းခြင်းကိုကြုံမယ်ဆယ်ရက်နေ့မှာလို့ဖို့ကိစ္စဖို့တွေကြုံမယ်အတိုက်ခံကြတိုးတက်မယ်ဆက်တရက်နေ့မှာရန်အတိုက်ခံဖြစ်တတ်တဲ့ပြဿနာမျိုးတစ်ပြိုင်တည်းဖြေရှင်းနိုင်နိုင်မယ် စနေနေ့ကတော့ငွေကြေးကလုပ်ငန်းကဘဝကထူးခြားစွာတိုးတက်တဲ့နေသားနဲ့အောင်မြင်မှုကိုကြုံမယ်ဆက်သောရက်နေ့လာပြင်းနေ့ဖြစ်တဲ့အဲ့ဒီနေ့ကထူးခြားသောမွန်မြတ်သော နေ့တစ်ခုဖြစ်သလိုစိတ်ချမ်းသာစရာလည်းကြုံမယ်ညအချိန်မှာလာရောက်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာစပကြီးသေးကြီးရဲ့နှမ်းစီရဲ့သံလိုက်တို့ရဲ့သွေးပြီးတော့ပြီးရဆက်ဖော်မယ်အဲ့ဒီအနှစ်လေးကိုလူနဲ့စောင်းလူလို့ရတယ်သုံးဆွဲညာရှိသလိုသုံးဆွဲ စမ်းပွင့်ခြင်းရဲ့သဘာဝအပြည့်ဝရမယ်14ရက်နေ့အထူးသတိရှိရမယ်နေ့အဲ့ဒီကလက်ချက်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာအချက်တဲမရှိအောင်ကရှောင်ကြဲရမယ်သူတစ်ပါးခက်ခဲရှိရင်လည်းကူညီရမယ်ဒီကာလအတော်တွင်မှာတနင်္ဂနွေနေ့သောကြားနေ့စနေနေ့မွေးစုတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ကြာသပတေးနေ့မွေးစုတွေဒုက္ခပေးတတ်တယ်နှစ်လေးကိုကနံအချိုးပေးတယ် အဖြူစိမိကိုရောင်တို့ကိုသုံးရအကျိုးရှိတဲ့ကံကြမ္မာနဲ့တိုးတက်တဲ့ကံခွင့်ရည်တွေကိုရရှိနိုင်ပါတယ်။ကောင်းသောကံရရန်လို့ငါနေမှာရှိနေတဲ့စပ်ပြဘူးကိုအဟောင်းနေနောက်ပြီးတော့ရေခွက်အဟောင်းနေစွန့်ပြစ်လိုက်ပါ။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ် March ၈ရက်နေ့ကနေ14ရက်နေ့တော်တွေမှာအပြောင်းလဲတွေရှိတယ်ခရီးကံကောင်းတယ်လူမျိုးပဲအကျိုးပေးမယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေအောင်မြောင်ဆောင်ရွက်နိုင်တယ်ပစ္စည်းပြောက်တတ်တယ်အာမခန္ဓာတောင်းယူလာမလုံးနဲ့ပေါ်လာတဲ့စိတ်ကူးတွေကိုလက်တွေ့သုံးချပါ ခရီးကိစ္စပေါ်လာရင်လည်းသွားပါ ကိုယ်အတွက်အနေမရှိဘူး ရှိရနေမှာဥတီကျဲတဲ့နဲ့လောကန်ချင်းနေချိုးပေးပြီးတိုးတက်မယ်။ကိုယ့်ရဲ့နေဟာတော့ငွေကြေးကလုပ်ငန်းကဘဝကနေအလုံးစုံတိုးတက်မယ်။ဆယ်ရနေမှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်။စတရနေမှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။ဆုံးဖြတ်ချက်မှန်မယ်။ဆယ်နှစ်နေမှာရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်။ဆယ်သုံးရနေကတော့အလုံးစုံ ကောင်းခြင်းကံနဲ့တိုးတက်ခြင်းနေရှိရည်မှန်းချက်တွေကိုအောင်မြင်နိုင်တယ်။အဲ့ဒီနေရာ တပေါင်းသားပြည်နေအဲ့ဒီညတပေါင်းသားပြည်ညလာရောက်အောင်မှာကြောက်ပြင်းတစ်ချက်ချပြီးတော့အဲ့ဒီကြောက်ပြင်းပေါ်မှာနှမ်းစီနောက်စပကြီးသေးကြီးနဲ့တာလိုက်တုံးလေးကိုသွေးပြီးတော့အဲ့ရလာတဲ့နှစ်လေးကိုပြရတတ်ဖြစ်သောစမ်းပွင့်နေကိုကောင်းမှလူပြီးတော့သွားလာရင်လည်းလူချစ်လူခင်ပေါ်တယ်အကြောင်းပဲလို့တဲ့နေရာမှာလည်းအဲ့ဒီအနှစ်လေးနဲ့တို့ပေးရင်လည်းရောင်းမဝယ်ပန်းနေပွင့်တယ်ဆယ်လေးရက်နေ့ အဲ့ဒီနေ့ကလက်ချက်တဲ့နေ့အဲ့ဒီနေ့မှာငွေမချီးနဲ့ဆုံးတတ်တယ်ကိုယ်ကလေးသူများရှီရငွေမယူနဲ့ပြန်ပေးရခက်တတ်တယ်။နောက်ရက်တွေမှာအကြက်တဲရှိရင်ဖြည့်ရှင်းမှာချက်ချင်းဖြည့်ရှင်းမှာ ပြဿနာကိုမသေးသွားနဲ့ခက်ခဲသွားတတ်တယ်။ဒီကလာအတော်တွေမှာဂျာသာပလင်းနေဗုဒ္ဓနေစနေနေမွေးသူတွေကကောက်ကျိုးပေးပြီးတော့တနေ့ကလေးတနေ့လာမွေးသူတွေဒုက္ခပေးတတ်တယ်။ နှစ်ခုကိုကနံချိုးပေးတယ်အစင်းရောင်ဖြူရောင်မိခွန်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ရအောင်မြင်နိုင်တယ်။တပြေညွန့်ဖျားတင်ပြီးလိုရာဆူတောင်းခြင်းမကြာခဏပြုပါထူးခြားစွာကံကောင်းပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ဂျာသပတိနေမွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မတ်လ6ရက်နေ့ကနေစပြီးစနေနေ့အတော်အတွင်းမှာ ရန်တိုက်ခံနေတဲ့ကြုံတွေ့တတ်တဲ့သူတစ်ပါးကြောင့်မိမိရည်ရွယ်ချက်တွေမှာနှောင့်နှေးခြင်းခတိကောင်ဖြစ်ခြင်းတွေရှိတတ်တယ်။အာမခံခြင်းတောင်းယူခြင်းမလုပ်ရဘူး။ချက်ချင်းဆုံးပြတ်ပြီးလောက်တာကောင်းတယ်။အလုပ်တွေကိုဒီအချိန်မှာတက်ရထိုင်ရတို့တွေပြန်ကောက်ရံဆောင်ရွက်ရခက်ခဲတဲ့တင်ရတော့ပြဿနာတွေများတယ်။အထင်မှားမှုတွေဖြစ်ရှင်းရတယ်လူလေးယောက်ဒုက္ခီသွားရင်လည်းအနေရှိတတ်တယ်။ကိုယ့်ရဲ့နေ့မှာတော့ကောင်းခြင်းမင်္ဂလာနဲ့တိုးတက်ခြင်းတွေရှိမယ်။စိတ်ချမ်းသာမယ်၊ဒုရပြည့်စုံမယ်။ဆယ်ရက်နေ့မှာ အလိုရှိရာပြည်စုံခြင်းငွေချေးကန်ကောင်းခြင်းနဲ့လက်ဖွင့်ခြင်းတွေကိုကြုံမယ်၁၇ရက်နေ့မှာရတ္တန်တဲ့လူတွေကိုပြန်လဲစတင်နိုင်တယ်အခက်ခဲတွေကိုလည်းဖြေရှင်းနိုင်တယ်၁၇ရက်နေ့တွေကငွေချေးနဲ့ပတ်သက်တဲ့ကံလုပ်ငန်းကံလုံးစုံကောင်းခြင်းနဲ့ကျိုးပေးခြင်းကိုကြုံမယ်၁၃ရက်နေ့မှာရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်လာပြည့်နေ့ဖြစ်တဲ့အဲ့ဒီညတပေါင်းလာပြည့်နေ့ညလာရောက်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာနှမ်းစီ နဲ့သံလိုက်တုံးလေးနဲ့စပကြီးသေးကြီးသွေးပြီးတော့အဲ့ဒါလေးကိုလူနဲ့စောင်းထားပေးပါထူးခြားတဲ့ပီရတ်တက်ကောင်းပဲလိမ့်ချံသုံးဆွဲနိုင်ပါတဲ့14ရက်နေ့အဲ့ဒီကလက်ချက်တဲ့နေ့အဲ့ဒီမှာတပတ်သူချက်တဲ့ရှိနေတဲ့လက်နဲ့ဖြည့်ရှင်းပေးပါနောက်အဲ့ဒီနေ့မှာအမေသာစာသုံးခြင်းကိုရှောင်ကျင်လိုက်ပါဒီကာလတော်တွင်မှာဇာသပတိနေဗုဒ္ဓနေ တောက်ကြံနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းကတွင်နေကနေမွေးသူတွေဒုက္ခပေးတတ်တယ်တင်ကားကိုကနံကျိုးပေးတယ်အဖြူစိမ့်မီကိုရောင်တို့ကိုသုံးပြီးတော့လူရှိရာကိစ္စများဆောင်ရွက်နိုင်တယ်အဝါရောင်ပန်းပွင့်ဖျားတင်ပြီးလူရဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်ဂျေစုတင်ပါတယ်